င်္ဂလာပါခင်ဗျရန်ကုန်ခေတ္တကနေဒီနေ့နေ့လေကင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်ရှမ်းပြည်နယ်မြောက်ပိုင်းနယ်မိုးကုံမြို့မှာရှိတဲ့အကြပ်ဖက်စစ်ကောင်စီလက်အောက်ခံဌာနဆိုင်ရာရုံးတွေရဲစခန်းတွေနဲ့တပ်စခန်းတွေကစစ်ကောင်စီတပ်ဖွဲ့ဝင်တွေအနေနဲ့စုတ်ခွာရင်အရေးကြီးစာရွက်စာတမ်းတွေလက်နက်ခဲယမ်းတွေကိုဖျက်ဆီးခဲ့ဖို့စစ်ကောင်စီကအရေးပေါ်ညွန်ကြားလိုက်ပြန်တယ်ဆိုပါတယ်ပြည်ရင်းကပုဂ္ဂလိကဗန်တွေမှာငွေသားထုတ်ပေးမှုတွေကန့်တတ်ထားတာဟာစစ်ကောင်စီဗဟိုဘဏ်ရဲ့ညွန်ကြားချက်အရလှုပ်ဆောင်ရတာဖြစ်ပြီး လက်ရှိဘဏ်တွေမှာရာဂိုင်းနှုန်းအမြင့်ပေးပြီးမှငွေသားထုတ်ရတဲ့စနစ်ပြန်ဖြစ်လာပြန်ပြီဆိုတဲ့သတင်းပါဝင်ဒီနေ့နေ့လည်းကသတင်းတွေကိုတင်ဆက်ပေးပါမယ်အခုပရမဆုံးတင်ဆက်ပေးခြင်းသတင်းကတော့ရှမ်းပြည်နယ်မြောက်ပိုင်းနယ်မိုးကုတ်မြို့နယ်မှာရှိတဲ့အချမ်းဖစ်ကောင်စီလက်အောက်ခံဌာနဆိုင်ရာရုံးတွေရဲစခန်းတွေနဲ့တပ်စခန်းတွေကစစ်ကောင်စီတပ်ဖွဲ့ဝင်တွေအနေနဲ့စောက်ခွာရင်အရေးကြီးစာရွက်စာတမ်းတွေနဲ့လက်နက်ခဲယံတွေကိုဖျက်ဆီးခဲ့ဖို့စစ်ကောင်စီကအရေးပေါ်ညွန်ကြားလိုက်ပြန်တယ်လို့တက်တွင်းသတင်းရင်းမြစ်ကပြောပါတယ်။ လက်ရှိလာရှုကြောက်မဲ့တီဘောမိုးမိတ်နောင်ချိုအပါဝဲရှမ်းပြည်နယ်မြောက်ပိုင်းနဲ့မန္တလေးတိုင်းမိုးကုံမြို့ကအကြမ်းဖက်စစ်ကောင်စီလက်အောက်ခံဌာနဆိုင်ရာရုံးတွေရဲစခန်းတွေနဲ့တရင်ဌာနချုပ်တွေကစစ်ကောင်စီတပ်ဖွဲ့ဝင်တွေအနေနဲ့မဖြစ်မနေစုခွာရမယ်ဆိုရင်အရေးကြီးစာရွက်စာတမ်းတွေနဲ့လက်နက်ခဲယမ်းတွေကိုလုံးဝဖျက်ဆီးပစ်ခဲ့ရမယ်ဆိုပြီးစစ်ကောင်စီကအရေးပေါ်ညွန်ကြားလိုက်ပြန်တယ်ဆိုပါလေအဲ့ဒီညွန်ကြားချက်ကိုစစ်ကောင်စီလက်အောက်ခံတပ်ဖွဲ့ဝင်တွေနန်စီဒီယံဝန်ထမ်းတွေအားလုံး မဖြစ်မနေလိုက်နိုင်ရမှာဖြစ်တယ်ပြင်လုံခြုံရေးရစိတ်ချရမှုမရှိတဲ့အခြေအနေမျိုးမှာခရီးသွားတာခွင့်ယူတာမျိုးတွေကိုပါတမြင့်လိုက်ပြီးညွန်ကြားချက်ကိုမလိုက်နာပဲခရီးသွားခဲ့ရင်ဌာနဆိုင်ရာရဲ့အရေးယူမှုကိုပါခံရမယ်ဆိုပြီးတော့စစ်ကောင်စီကညွန်ကြားချက်ထုတ်ထားတယ်လို့တက်တွင်းသတင်းရင်းမြစ်ကပြောထားပါတယ်လက်ရှိမှာတော့အကြံဖတ်စစ်ကောင်စီတက်နဲ့မြောက်ပိုင်းညီတော်မဟာမိတ်ပူပေါင်းတက်တွေအကြမိုးကုတ်ကြောက်မဲ့လာရှိုးတီပေါ်နောင်ချိုးမိုးမိတ်မြို့နယ်တွေမှာတိုက်ပွဲတွေအပြင်းအထန်ဖြစ်ပွားနေပြီး မြန်ပိုင်းညောင်မဟာမိတ်ပူပေါင်းတပ်တွေကစစ်ကောင်စီရဲ့ဌာနဆိုင်ရာရုံးတွေရဲစခန်းတွေနဲ့တရင်တပ်ဖွဲ့တွေကိုတောက်လျှောက်တိမ့်ပိုက်တိုက်ခိုက်မှုတွေလှုပ်ဆောင်နေတယ်လို့သိရပါတယ်ခင်ဗျတဖက်မှာတော့ပြည်ရင်းကပုဂ္ဂလိကဘန်တွေမှာငွေသားထုတ်ပေးမှုတွေကန့်တတ်ထားတာဟာစစ်ကောင်စီဗဟိုဘဏ်ရဲ့ညှဉ်းချချက်အရလှုပ်ဆောင်ရတာဖြစ်ပြီးလက်ရှိဘဏ်တွေမှာရာခိုင်နှုန်းအမြက်ပေးပြီးမှငွေသားထုတ်ရတဲ့စနစ်ပြန်ဖြစ်လာပြန်ပြီလို့သိရပါတယ်လက်ရှိပြည်ရင်းကပုဂ္ဂလိကဘန်တွေမှာနေ့စဉ်ငွေသွင်းငွေထုတ်အခြေအနေတွေအားလုံးကို အကြံပေးစကောင်စီရဲ့ဗဟိုဘဏ်ကိုတင်ပြရပြီးဗဟိုဘဏ်ကမှတဆင့်နေ့စဉ်ဘဏ်တွေရဲ့ငွေသားလိုအပ်မှုတွေကိုကန့်သက်ပြီးတော့ထုတ်ပေးတာဖြစ်တဲ့အတွက်လက်ရှိပြည်တွင်းကပုဂ္ဂလိကဘဏ်တွေမှာငွေသားထုတ်ပေးမှုတွေကန့်သက်ထားတာဟာစကောင်စီဗဟိုဘဏ်ရဲ့ညှို့ချချက်အရာလှုပ်ဆောင်ရတာသာဖြစ်ပြီးအခုဖြစ်နေတာတွေအားလုံးဟာပုဂ္ဂလိကဘဏ်တွေကလှုပ်ချင်တာလှုပ်နေတာမျိုးမဟုတ်ပါဘူးလို့ပုဂ္ဂလိကဘဏ်အကြီးအကဲမန်နေဂျာတအုပ်ကရန်ကုန်ခေတ်တက်ကိုပြောထားပါတယ်လက်ရှိပုဂ္ဂလိကဘဏ်တွေမှာ special bank account ဖွင့်ထားတဲ့သူတောင်တနေ့ကိုငွေကျပ်အနည်းဆုံး10သိန်းကနေအများဆုံး350အထိသာထုတ်ပေးနိုင်တော့တဲ့အတွက်ဘဏ်တွေမှာနေ့စဉ်ငွေထုတ်တဲ့သူတွေဟာအလွန်များပြားလာတာတွေကြောင့်အရင်လိုရခိုင်နှုန်းပေးပြီးငွေထုတ်ရတဲ့အခြေအနေပြန်ဖြစ်နေပြန်ပြီလို့စီးပွားရေးလုပ်ငန်းရှင်တဦးကပြောထားပါတယ်လက်ရှိငွေသားအရန်လိုတဲ့သူတွေကိုဘဏ်တွေကအရင်လိုရခိုင်နှုန်းနဲ့ငွေထုတ်ချင်တဲ့သူနဲ့ငွေပေးမဲ့သူအကြားညှိနှိုင်းပြီးထုတ်ကြတာတွေဖြစ်လာသလိုအခုတော့ ဝင်ချက်သိန်း1000ကြီးလိုချင်ရင်300ခိုင်နှုန်းအနည်းဆုံးဈေးပေါက်နေတယ်လို့လည်းသိရတယ်လို့ရန်ကုန်စီးပွားရေးသမားတဦးကပြောထားပါတယ်အကြံဖက်စက်ကောင်စီကဇူလိုင်လ10ရက်နေ့ကပဲပြည်သူတွေကြားမှာရေးပန်းစားတဲ့ယူမဘန် ARB ဘန် UAB ဘန်တွေအပါအဝင်ဘန်9ခုနဲ့တာဝန်ရှိတဲ့သူတွေကိုအရေးယူမယ်လို့ကြေညာပြီးတဲ့နောက်မှာပဲပြည်တွင်းပေါက်ကလစ်ကဘန်တွေမှာငွေထုတ်ယူတဲ့သူတွေအလွန်များပြားလာတာဖြစ်တယ်လို့သိရပါတယ်ခင်ဗျာ တစ်ဖက်မှာလေအကျန်းဖတ်စစ်ကောင်စီကစစ်မှုမထမ်းမနေရဥပဒေကိုအသက်သွင်းပြီးတဲ့နောက်ပြည်သူ9800နိဗာကိုစစ်တပ်ကဖမ်းဆီးခဲ့ပြီးစစ်ထဲဝင်ခြင်းနဲ့ပြည်သူ12ဦးကတော့မိမိကိုယ်ကိုအဆုံးစီရင်သွားခဲ့တယ်လို့ SRD ရဲ့အစီရင်ခံစာမှာဖော်ပြထားပါတယ်အကျန်းဖတ်စစ်ကောင်စီကအခုနှစ်6လတာကာလအတွင်းတနိုင်ငံလုံးအတိုင်းတာနဲ့စစ်မှုထမ်းကိစ္စကိုအကြောင်းပြပြီးတော့ရသပြည်သူ9698ဦးကိုစစ်သားတပ်အဖြစ်မတရားချိမ့်ချောက်ဖမ်းဆီးခဲ့တယ်ဆိုပါတယ် အဲ့ဒီလိုအကြံဖက်စစ်တပ်ရဲ့မတရားစစ်မှုထမ်းဥပဒေနဲ့ဖမ်းဆီးမှုတွေကြောင့်ဖြာပုံမျိုးနဲ့ကဂျေးရွာသားလူငယ်တအူဟာစစ်မှုထမ်းမှုမဲပေါက်တဲ့အတွက်ဆိုပြီးသူ့ကိုသူအဆုံးစီရင်သွားတယ်လို့ကံကြီးအောင်မြို့နယ်ရေတွင်းချောင်ရွာကလူငယ်တအူလေစစ်မှုထမ်းမှုမဲပေါက်လို့ဆိုပြီးသူ့ကိုသူအစိတ်တောက်အဆုံးစီရင်သွားတဲ့အပြင်ရန်ကုန်မြို့ဒေါ်ပုံမြို့နယ်ကအဖွားအိုတအူလေမြေပြစ်တဲ့သူစစ်မှုထမ်းမဲပေါက်လို့ဆိုပြီးတံတားပေါ်ကခုံချပြီးတော့ကိုကိုကိုတက်တည်သွားတဲ့ဖြစ်စဉ်တွေအပါအဝင်ပဲခူးတင်းသားကြီးရခိုင် ARD တိုင်းစတဲ့တိုင်းနဲ့ပြည်နယ်တွေမှာ အချမ်းပါစကောင်စီရဲ့မတရားစစ်မှုထမ်းမှုဖန်ဆီးမှုတွေကြောင့်မိမိကိုယ်ကိုအဆုံးစီရင်သွားတဲ့ပြည်သူ72ဦးအထိရှိလာပြီဖြစ်တယ်လို့လည်း SRD ရဲ့အစီရင်ခံစာမှာဖော်ပြထားပါတယ်ခင်ဗျတစ်ဖက်မှာတော့ရန်ကုန်မြို့ကအင်းစိန်အချင်းထောင်မှာမတရားဖန်ဆီးခံထားရတဲ့နိုင်ငံရေးအကျဉ်းသားတွေစီကနေထောက်အာဏာပိုင်တွေကပုံစံမျိုးစုံနဲ့ဖိအားပေးငွေကြေးတောင်းရန်ပြီးတော့စီးပွားရှာနေကြတယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM ကပြောထားပါတယ်လက်ရှိအင်းစိန်ထောင်မှာဆိုရင် ထောင်ထဲကစတိုဂန်ပြင်ဖို့နဲ့ဆေးတုပ်ဖို့တွေပြင်ဆင်စရိတ်တွေအတွက်ဆိုပြီးထောင်အဆောင်မှုတွေကနေတဆင့်အကျဉ်းသားအဆောင်တွေကိုအဆောင်တခန့်ငွေကျပ်6000ကနေစပြီးလစဉ်ပေးဖို့တောင်းခံနေတယ်ဆိုပါတယ်အထူးသဖြင့်နိုင်ငံရေးအကျဉ်းသားတွေဟာမတရားမှုနဲ့ဖမ်းဆီးခံထားရတာတော့လုံလောက်တဲ့အကျဉ်းသားအခွင့်အရေးမရတဲ့အပြင်ကိုယ်စိတ်နဲ့ကိုယ်ထောင်ချခံနေရတယ်လို့ဖြစ်နေပြီးအထွေထွေအကျက်အတဲတွေကြောင့်ဒုက္ခအမျိုးမျိုးရောက်နေတဲ့ပြည်သူတွေစီကနေတော့အချင်းဦးစီးဝန်တန်းတွေနဲ့ထောင်အာဏာပိုင်တွေက အကျဉ်းသားတွေအပေါ်မှာနှီးမျိုးစုံဖိအားပေးချိန်ချောက်လက်စားမှုတွေကိုစိုးစိုးဝါဝါပြုတ်လုံနေကြတယ်လို့လဲမြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM ရဲ့ကိုတိုက်ထုံးဦးကပြောထားပါတယ်။လက်ရှိအင်းစိန်တော်မှာရှိတဲ့တပြေဆောင်အဆောင်မှုဖြိုးစော်ဟိန်ဒုတိယအောင်ကျော်ဒိတ်နဲ့လူသက်မှုနဲ့ထောင်ချနေတဲ့တန်းစီချုပ်ကလားပြဆိုသူတို့ကထောင်အနာပိုင်းတွင်ရဲ့ခိုင်းစေချက်နဲ့အကျဉ်းသားတွေစီကနေအတင်းအကျပ်ဖိအားပေးပြီးတော့ငွေကြေးတွေလိုက်လံကောက်ခံနေတာဖြစ်တယ်လို့လဲမြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM ရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်ခင်ဗျ။ ီတစ်ခါဆက်ချင်တာကတော့ရန်ကုန်မြို့ကတကီတာနဲ့ဒေါပုံမြို့နယ်မှာ3ရက်အတွင်းဝမ်ပြဝမ်ရှော့လူနာ189ဦးစေယုံတက်ကုသမှုခံယူနေရပြီကလာဝိုင်းယောဂဖြစ်ပွားတဲ့သူ73ဦးအထိရှိလာပြီလို့စစ်ကောင်စီရဲ့ကျန်းမာရေးဝန်ကြီးဌာနထုတ်ပြန်ချက်နဲ့ဒေတာအခြေစိုက်ပရဟိတအဖွဲ့ရဲ့ပြောကြားချက်အရသိရပါတယ်လက်ရှိဇွန်လ6ရက်နေ့ကနေ10ရက်နေ့အတွင်းမှာလေရန်ကုန်မြို့ကတကီတာနဲ့ဒေါပုံမြို့နယ်မှာဝမ်ပြဝမ်ရှော့လူနာ189ဦးအထိစေယုံတက်ကုသမှုခံယူနေရတယ်ဆိုပါတယ်အဲ့ဒီအထက် ကမှာ ကလဝိုင်းယောဂဖြစ်ပွားတဲ့သူ73ဦးထိရှိလာပြီအခုတတိတော့ထိန်ချုပ်လို့မရသေးတဲ့အပြင်နေ့စဉ်ဝမ်ပြက်ဝမ်ရှော့လူနာတွေရှိနေပြီးတော့အဲ့ဒီမှာကလဝိုင်းယောဂအကူခံရတဲ့လူနာတွေပါပါနေတယ်လို့တက္ကရာမြို့နယ်ပရဟိတအသင်းရဲ့အဖွဲ့ဝင်တဦးကပြောထားပါတယ်အချမ်းဖတ်စစ်ကောင်စီကတော့တက္ကရာနဲ့ဒေါ်ဘုံမြို့နယ်တွေမှာလမ်းဘေးစားတောက်ဆိုင်တွေကိုယာယီပိတ်ခိုင်းထားပြီးဈေးတွေမှာလည်းဟိုစစ်ဒီစစ်တွေလိုက်လုံနေပြန်တယ်လို့သိရပါတယ်ခင်ဗျဟုတ်ကဲ့ ဒါကြောင်